မင်္ဂလာပါခင်ဗျာစိုးနိုင်ထောင်းမြန်မာ traditional martial art youtube channel လေးကပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာကျွန်တော်ပညာဒါနသင်ခန်းစာပို့ချလာတာသင်ခန်းစာ14တို့ရောက်ရှိလာပြီဖြစ်ပါတယ်ခင်ဗျာကျွန်တော်မနေ့ကသင်ခဲ့သင်ခန်းစာ73မှာ၅ခွက်ပြူဟာရဲ့ပထမအသွားလမ်းဖြစ်ပါတယ်ဒီနေ့မှာတော့အပြန်လမ်းကိုကျွန်တော်သင်ချပို့ချပေးမှာဖြစ်ပါတယ်ဒီနေ့ကတော့ light တင်အသိမကောင်းဘူးခင်ဗျာမိုးတွေရွာတော့မှာဖြစ်တယ် ရင်ညီမတွေအတွက်ကျွန်တော်မတင်ပေးလိုက်ရမှာဆိုလို့ဒီနေ့အရာမီရိုက်လိုက်ခြင်းဖြစ်ပါတယ်။ item ကိုတော့ကျေးဇူးပြုပြီးသိခံပေးကြပါခင်ဗျာ။ဒီနေ့စကားတွေအများကြီးမပြောတော့ပါဘူးကျွန်တော်တို့အပြန်လန်းတည်အောင်မနေ့ကကစားခဲ့တဲ့အသွားလန်းကနေစပြီးတော့ပြန်ပြီးတော့ကစားမယ်ပြီးကြမှအပြန်လန်းကိုပြန်ကစားမယ်ပြန်လန်းနေမှာပြီးကြရင်ဗေးတိုက်တစ်ခါပြပေးမယ်ခင်ဗျာအားလုံးအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်လေ့ကျင့်ကစကြရအောင်ခင်ဗျာ င်ကန်းစာစပြီးဖြစ်ပါတယ် ချောချောချောကျွန်တော်ရှေးကိုတက်ရမှာဖြစ်ပါတယ် မနေ့ကကျွန်တော်ဒီနေရာကြီးစုံလာဖြစ်ပါတယ်ဒီနေ့ဒီနေ့အပြန်လမ်းစပြီဖြစ်ပါတယ်ခင်ဗျာအပြန်လမ်းစပြီဆိုတော့ကျွန်တော်တို့ဒီပင်ထားတဲ့လမ်းနဲ့ရန်သူကြီးကိုဆွဲလိုက်မယ်ဆွဲပြီးတော့ဒူးနဲ့တိုက်မယ်ဒူးပြီးကန်မယ်ကန်ပြီးတော့ခြေချမယ်ဇန်နဲ့ညာချောင်းနဲ့ဝိုက်ကန်မယ်ခြေချမယ်နောက်ထပ်ဝိုက်ကန်မယ်ခြေချပြီးတော့တထောင်နဲ့တိုက်မယ်ကျွန်တော်ဒီဘက်ကကျန်တဲ့လက်ပြန်ရိုက်မယ်လက်ပြန်ရိုက်ပြီးတော့ဖြောင်းထုံမယ်ဖြောင်းထုံသွားပြီးဆိုရင်မမယ် ။ဒေရရန်သူကိုကမ်းမယ်၊ချပြီးတော့ခွဲမယ်၊ဆွဲပြီးတော့ထိုးမယ်။ထိုးပြီးတော့ကျွန်တော်တို့ဒါတော့ဒီနေ့သင်္ကန်းစာထိပဲဖြစ်ပါတယ်။ဒါကငါးခွက်ပြူခါကစားနီးဖြစ်ပါတယ်။ညီညီမတွေနောက်ကမြင်လိုက်တာဆိုတော့သိရှင်းနေမှာရှင်းနေမယ်။အကြတော့ကျွန်တော်ဘေးလိုက်တစ်ခါပြန်ပြီးတော့ကစားပြမှာဖြစ်ပါတယ်။ဘေးလိုက်ကိုတော့အသေးစိတ်လေးတွေကျွန်တော်ပြောပြပြီးတော့ ကစားပြမှာဒီဟာကြတော့အသွားပြန်ကစားလိုက်တော့ညီငယ်ညီမတွေမမြင်လဲမမြင်ရမှာဆိုတော့ကိုတိတ်ပြီးတော့ရှင်းချက်နေတဲ့မပြောတော့ဘူးဒီတစ်ခါဗေးလိုက်ကြရင်တော့ရှင်းချက်လေးတွေပါပြောပြီးတော့ကစားပေးမှာဖြစ်တယ်ညီရမယ်လို့မျှော်လင့်ပါတယ်ကျွန်တော်ညီငယ်ညီမတွေကိုတစ်ခုပြောချင်တာကစားတဲ့အခါမှာ အောက်ကိုအကော့ဆဲပြီးတော့ကစားပါကျွန်တော်အကော့ဆဲဖို့ခရင်လို့ဆဲမပြတော့ပါနားလေကြမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာ चारो so, माघ भिवा खजा नि अतवा खजा प्यामा फिर पा रहे सा भी दियो तू सा माफे पा लवजाओ तू सा भी လက်ဖနာအောင်စုစပါပြီလက်ဖနာအောင်စုစပါပြီတရောင်းစုစပါပြီရှိုးတက်မှာဖြစ်ပါလေဘယ်လန်းနဲ့ခုတ်ပါမယ်ညာဖြတ်လောက်သွားဝင်ပါမယ်နောက်ကိုလောသောတွက်တဲ့လုံးနဲ့နောက်ကိုတက်ခုတ်ပါမယ် ကျွန်တော်တို့လောဆောင်လိုက်ပါမယ်ပြကြရင်တော့ကလောဆောင်လိုက်ပါမယ်မမကြံခဲ့တဲ့ကင်းလန်းနဲ့ကျွန်တော်တို့လှည့်ပေးမှာဖြစ်ပါတယ်ဆောင်ထိုးမှာပါဆောင်ထိုးတဲ့မှာခွဲပြီးတော့ဆောင်ထိုးဆောင်ထိုးထိုးတာဖြစ်ပါတယ်ပြကြရင်ကျွန်တော်ဘယ်ကင်းလန်းနဲ့တက်ပေးပါမယ်ပြပြီးသွားရင်တော့ကျွန်တော်ခါမှာရှိတဲ့ကင်းလန်းနဲ့ white ထိုးပါမယ်ပြကြရင်ညာကင်းလန်းနဲ့တက်ပေးပါမယ်ပြထိုးပါမယ်နောက်မှကြံခဲ့တဲ့ကင်းလန်းနဲ့လှည့်ပြီးတော့ပေးပါမယ် လက်ဖနောက်တော့မှာမှာခွဲပြီးတော့ဖိချမှာပါအဲ့ဒါပြီးရင်တော့လက်ဖနောက်ဘောလုံးမှာမယ်ဖိပါမယ်လက်ဖနောက်တော့မှာမယ်ရန်သူကိုဆွဲပြီးတော့ဒူးတိုင်မယ်ကမ်းမယ်ခြေထောက်ချမယ်ဝိုက်ကမ်းမယ်နောက်ထပ်ဝိုက်ကမ်းမယ်ခြေထောက်ချပြီးရတဲ့နောက်ကိုအောင်ရိုက်ပါမယ်ကြံနေကင်းလန်းနဲ့ပလက်ဒီထိုးပါမယ်ထိုးပြီးတော့ဆောက်ရက်ဒီတစ်ချက်ထိုးပါမယ်ထိုးကြည့်ပြီးရင်တော့မအောင်ပါမယ်မပြင်ဘေးရရင်သူကိုဇောင်းကမ်းပါမယ် ခွဲလိုက်ပါမယ်ခွဲပြီးတော့ရေဆိုတော့ခြေရောက်ဆုပြီးတော့အောက်ကိုစိုက်ထိုးပါမယ်စိုက်ထိုးပြီးတော့ခြေရောက်တစ်ခါခွဲပြီးတော့ဇုံထိုးมาဖြစ်ပါတယ်ဒီပုံစံနိုင်ထိုးတာဖြစ်ပါတယ်ဒါဆိုရင်တော့ညီငယ်ညီမတွေအားလုံးရှင်းမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာကျွန်တော်ငါးခွဲပြီးတော့ကစားနေအသွားပြန်ကစားပြတာဖြစ်ပါတယ် ဒီလောက်ဆိုရင်တော့ညီညီမတွေရှင်းရှင်းလင်းလင်းမြင်ရမယ်လို့မျှော်လင့်ပါတယ်ကျွန်တော်စူးစမ်းပြီးတင်ဆက်ပေးထားတာဖြစ်ပါတယ်အခုကစားပြထားတာတော့မောက်ွက် view ကကစားနည်းဖြစ်ပါတယ်မောက်ွက်ထဲမှာ63ပေါင်ပညာရက်တဲ့ကိုထည့်ပြီးတော့ကစားပြတာဖြစ်ပါတယ်ခင်ဗျာညီညီမတွေကိုကျွန်တော်သင်ခန်းစာညမ21ရက်နေ့ကစပြီးတော့ကျွန်တော်ပညာဒါနသင်ခန်းစာတွေကိုသူ့ရဲ့နဲ့သူအချိန်မှန်သင်ကြားပို့ချလာတာဖြစ်ပါတယ်အခုဆိုရင်ခေတ်လက်တော်ရောက်ခဲ့ပါပြီသင်ခန်းစာ14ကြီးရောက်ခဲ့ပါတယ် မြန်မာနိုင်ငံတိုင်းဖွဲ့ချုပ်ရဲ့ဗမာကျော်ရိုးဖြစ်တဲ့63မောင်နဲ့ညီရင်မြမတွေကစားတတ်ပြီးရှောင်းနီးကာနီးတွေလည်းညီရင်မြမတွေကစားတတ်ပြီးလို့မျှော်လင့်ပါတယ်အဲဆိုရင်တော့ညီရင်မြမတွေမြမတိုင်းကိုချီးတွဲမိသွားပြီလို့ကျွန်တော်မျှော်လင့်ပါတယ်ကျွန်တော်ညီရင်မြမတွေကိုဒီနေ့ကနေတည်ငောင်းတစ်ခုပေးချင်ပါတယ်ကျွန်တော်ကကမ္ဘောဒါနန်တွင်လိုင်းခုတ်ကချန်ဖြစ်ပါတယ်တိုင်းပြောင်းပြန် ပြင်မဖြစ်ပါတယ်။အဲဒါကြောင့်မို့ကြံနေတဲ့ကျွန်တော်တို့ကျွန်တော်ခေါ်ထားတဲ့31 challenge အတွက်ကျွန်တော်ကြံနေတဲ့ရက်တွေကိုကျွန်တော်ရဲ့ပြင်မဖြစ်တဲ့အတိုင်းပြောင်းပြန်ပြင်မရဲ့အခြေခံပညာခန်းတွေကိုကျွန်တော်ပညာဒါနဆက်ပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်တို့ပေကုန်းမခွဲကျွန်တော်နှစ်ကွက်ကစားလို့ရတဲ့နီးစနစ်ဒီကစားပြမယ်။နောက်ပြီးကျရင်ကျွန်တော်စစ်သူကြီးလက်လို့ခေါ်တဲ့ကျွန်တော်လက်ခံ20ကိုကျွန်တော်31 challenge အတွက်မှာကျွန်တော်ရသလောက်ကစားပြသွားပါမယ်။ အဲဒီ30တရက်ထိပြီးသွားရင်တော့ကျွန်တော်ရက်သွားမှာဖြစ်ပါတယ်ကျွန်တော်တို့အထိုးနေရာနေရောက်ရင်အထိုးနေရာမှာရက်မယ်အခုတ်နေရာမှာရောက်ရင်အခုတ်နေရာမှာရက်မယ်ကျွန်တော်တို့ဘယ်နေရာပဲရက်ရက်ရောက်တဲ့နေရာမှာရက်ဒါမှပညာဒါနသင်ခန်းစာဒီထင်ပြီးသွားလားဆိုမှပြီးပါအောင်ကျွန်တော် YouTube channel ရပြီးတော့နောက်ထပ်နောက်ထပ်ပညာဒါနသင်ခန်းစာတွေဆက်ပြီးတော့လာမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ခေါ်ထားတဲ့31 challenge အတွက်ကျွန်တော်စူးစမ်းပြီးတင်ဆက်ပေးနေတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ မနက်ပြန်ကစပြီးတိုင်းမြောင်းမြန်ပညာခန်းနေကျွန်တော်စပြီးတော့ပညာဒါတာပေးมาဖြစ်ပါတယ်ညီလေးညီမတွေလည်းကျွန်တော်နဲ့တို့ live ပါကစားနိုင်မယ်လို့မျှော်လင့်ပါတယ်ဒီ video file လေးကညီလေးညီမတွေတအသုံးဝင်ခဲ့တယ်ဆိုရင်ထုံစံတိုင်းကျွန်တော်ရဲ့ video မှာ comment လေးတစ်ခုစီခြံထားခဲ့ပေးပါညီလုံးညီမတို့ပေးတဲ့ comment တွေကကျွန်တော်ရှေ့ဆက်ရမယ့် video တွေအတွက်ခွန်အားဖြစ်စေလို့ပါခင်ဗျာညီလေးညီမတွေခုဆိုရင်63မောင်းနေကျွန်တော်ရှောင်းနီးကာနီးတွေရပြီဆိုတော့အများအားကစားကြပါလေ့ကျင့်ကြပါအနည်းဆုံးတော့ကျမကြီးတို့တည်တည်တာတာထီထီရောက်ရောက် ကောင်းမွန်လာပါလိမ့်မယ်ကျွန်တော်တို့ကျမကြီးအားကစားတရားနေနိုင်လဲပုံမှန်ကစားပေးလို့ရပါတယ်ကျွန်တော်တို့အရေးကြုံလာလေရင်မိမိကိုမိမိခုခံကောက်ွယ်ဖို့လည်းရတာဖြစ်ပါတယ်ထုံတဲ့တိုင်းကျွန်တော်ပြောနေကြဖြစ်တယ်ကျွန်တော်သင်ကြားပို့ချပေးတော့ဒီပညာရည်တွေကိုတခြားမဟုတ်တော့နယ်ပယ်ရများမှာအသုံးပြုခြင်းလုံးဝမပြုလုပ်ကြပါနဲ့မိမိကိုမိမိတော်၎င်းမိမိပတ်ဝန်းကျင်တော်၎င်းမိမိအမျိုးဘာသာသာသနာတော်၎င်းမိမိနိုင်ငံတော်၎င်းအရေးကြုံလာလေခုခံကောက်ွယ်နိုင်တော်သူများဖြစ်ကြပါစေခင်ဗျာ ဒီနေ့ညီမတွေအားလုံးစေချမ်းပါရင်ကိုကြီးချမ်းသာခြင်းတလုံးတပါးဒီမှာပြည့်စုံကြပါစေကြောင်းဆုမွန်ကောင်းတဲ့ရင်ကျွန်တော်ရဲ့သင်ခန်းစာကိုဒီနေရာမှာညီကုန်းချုပ်လိုက်ပါရခင်ဗျာမနက်ဖြန်မှာတိုင်းပြောင်းမြန်ပညာရေးဒီစပြီးတော့သင်ပေးမှာဖြစ်တဲ့ညီနေညီမတွေအားလုံးလည်းကျွန်တော်နဲ့အတူလိုက်ပါလေ့ကျင့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ